အမျိုးသမီးတွေအကြမ်းဖက်ခံရမှုပပျောက်အောင်အမျိုးသားတွေပူးပေါင်းပါဝင်လာဖို့အတွက်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး16ရက်တာလှုပ်ရှားမှုအခမ်းအနားပြုလုပ်ကျင်းပခဲ့ပါတယ်ဒီသတင်းကိုတော့ခိုင်ပန်းနုကပေးပို့ထားပါတယ်ရှင်လက်ရှိစစ်ဖြစ်ပွားနေတဲ့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာအမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေစိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေများစွာရှိနေပါတယ် ဒီလိုအကြမ်းဖက်ခံရမှုတွေပပျောက်ဖို့နဲ့အမျိုးသားတွေပါအားလုံးပါဝင်လာနိုင်ရေးအတွက်ဒီဇင်ဘာ10ရက်နေ့က Sky Star Hotel မှာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး16ရက်တာလှုပ်ရှားမှုအခမ်းအနားကိုပြုလုပ်ကျင်းပခဲ့ပါတယ်။အမျိုးသမီးတွေအကြမ်းဖက်မှုကိုကျွန်တော်တို့ပပျောက်အောင်လှုပ်ဆောင်တဲ့အချိန်မှာအမျိုးသားတွေကပထမဦးဆုံးအမျိုးသမီးဆိုတာအကြမ်းဖက်စရာလူသားမဟုတ်ဘူးဆိုတဲ့တူးချင်းစိတ်တက်ကအရင်အရေးကြီးပါတယ်။ပထမဦးဆုံးကျွန်တော်တို့ကိုယ့်ကိုယ်ကိုပြောင်းမှုလိုအပ်ပါတယ်။ အမျိုးသမီးဆိုစော်ကားစရာနှိမ့်ချစရာအကျန်းဖက်စရာကိုပိုက်ဆိုင်တဲ့ပစ္စည်းတို့မြင်တဲ့အရာမျိုးတွေကိုအမျိုးသားတိုင်းမျိုးသားတိုင်းတူးချင်းမှာစတင်ပြီးတော့ဖယ်ရှားနိုင်ရင်ဒါပထမဆုံးတစ်စစ်အောင်မြင်ပါလိမ့်မယ်ခင်ဗျအဲ့တော့ကိုကိုတိုင်းမကျူးလွန်နဲ့မရပါဘူးကျွန်တော်တို့အမျိုးသားတွေကမိသားစုမှာဆိုလို့ရှိရင်ဖခင်နေရာအဖွဲ့အစည်းတွေမှာဆိုရယ်တာဝန်ရှိတဲ့သူတွေနေရာအစိုးရဘက်မှာဆိုလို့ရှိရင်လည်းဆုံးဖြတ်ချက်ချတဲ့နေရာမှာပါဝင်တဲ့အတွက်တူးချင်းကျွန်တော်တို့မကျူးလွန်မှုဆိုတဲ့ဟာကြီးမျိုးနဲ့မကပဲနဲ့တခြားအမျိုးသားတွေအမျိုးသမီးပေါ် ဒီလိုမျိုးလှုပ်ဆောင်ခြင်းနဲ့စိတ်သက်တွေပပြဖို့အတွက်အမျိုးသားချင်းချင်းပြန်လည်ပြီးပညာပေးမှုအပိုင်းလိုအပ်ပါတယ်လက်ရှိမှာအမျိုးသားနဲ့အမျိုးသမီးတန်းတူအခွင့်အရေးရရှိမှုလဲအားနည်းနေပြီးအမျိုးသမီးတွေဟာကာယအားဖြင့်လဲအားနည်းတဲ့သူတွေဖြစ်တာကြောင့်မတရားထိပါဆော်ကားမှုတွေရှိလာရင်ရှက်ကြောက်စိတ်နဲ့တိုင်တန်းတာတွေမပြုတ်လို့ပဲနေကြပါတယ်ကြာလာတာနဲ့အမျှအမျိုးသားတွေရဲ့ထပ်ပေါက်တစ်ခုလိုဖြစ်လာတယ်လို့အမျိုးသမီးအရေးလိုက်ပါဆောင်ရွက်နေသူတွေကပြောပါတယ် ဘယ်ကိစ္စမှမဖြစ်ကျွန်တော်တို့အမျိုးသမီးတွေက trap out တစ်ခုလို့ဖြစ်ပြီးဇဇာကန်ဖြစ်ပြီးတော့ပေါ့နော်ဒါမျိုးကိုပဲလွတ်လွတ်အသုံးချလိုက်တယ်နောက်သူတို့စိတ်ထဲမှာလည်းအမျိုးသားတွေရဲ့စိတ်ထဲမှာရှီယိုအစင်လာတဲ့ကဆွဲလာတာကအမျိုးသားတည်ပါဝါရှိတယ်ဩဇာရှိတယ်အဲ့တော့အမျိုးသားဘာလို့လို့တင့်တယ်တဲ့အမျိုးသမီးတွေကတော့ငင်ခံကြပြီရောဆိုတဲ့ဟာမျိုးလေးလည်းရှိနေတဲ့အခါကျတော့ဒါတွေပေါင်းလိုက်တဲ့အခါမှာကျွန်တော်တို့အခုနှီးပေါင်းစုံနဲ့အကြံဖတ်မှုတွေက ပို့ပြီးတော့များလာတယ်လို့ကျွန်မတို့ပို့ပြီးကောက်ချက်ဆွဲလို့ရနေတာပေါ့။လက်ရှိစစ်ပစ်ပွားနေတဲ့ဒေသတွေမှာအမျိုးသမီးအကြမ်းဖက်ခံရမှုတွေများစွာရှိနေပေမဲ့လည်းသက်ဆိုင်ရာတာဝန်ရှိသူတွေဘက်ကအရေးယူမှုတွေအင်မတန်အားနည်းနေပါသေးတယ်။ခုလိုအကြမ်းဖက်မှုတွေဖြစ်ပွားနေတာဟာအကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေဘက်ကတစုံတစ်ခုဖြစ်လာခဲ့ရင်တွားရောက်တိုင်ကြမှုမရှိတာကြောင့်အကြမ်းဖက်သူတွေဘက်ကအတင်ရဲလာတာဖြစ်တယ်လို့ဦးအောင်မျိုးမင်းကပြောပါတယ်။ကျမခိုင်ပန်းသူပါ။ဒီဘက်ပါလာထိုင်တာတော့တော်လက်လ